င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နယ်မြေကရင်ပြည်နယ်ဖောက်ပုံမြို့နယ်ကိုစစ်တပ်ကလီချောင်းတိုက်ခတ်မှုလှုပ်ဆောင်ခဲ့လို့လာသားအွယ်ကလေးအပါဝင်ကလေး2ဦးတိစုံပြီးအရသား3ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အခုလနေ့ရက်နေ့ကဖာပုံမြွနယ်လေးဖို့ထားကြီးရွာအုပ်စုနဲကကြီးရွာကိုစစ်တပ်ကလင်းနဲ့ဘုံတီတုံလုံးကျဲချတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုမှာအသက်၃လအရွယ်စောခင်မောင်လွင်နဲ့အသက်၁၂နှစ်အရွယ်လေးတန်းကျောင်းသူနွန်ဝါစုဖောတို့တိစုံခဲ့ပြီးအရသာ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်ပါတယ်တရချောင်းမြွနယ်မှာတော်လန်ရေးရဲဘော်အချင်းချင်းမှန်ရင်ပြစ်ခတ်ခဲ့ရာကြောင့် ရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလ6ရက်နေ့ညပိုင်းကဝင်းဝါရွာအနီးကိုသွားတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို KNL တပ်ဖွဲ့ဝင်တွေကလမ်းမှာပစ်ခတ်ခဲ့တာပါ။အဲ့ဒီပစ်ခတ်မှုကြောင့်အန်ယူဂျီလက်အောက်ခံပြည်သူ့ကာကွယ်ရေးတမတော်တပွဲခိုင်တပ်ရင်းနှစ်ကရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတမတော်ဒဝဲခိုင်တရင်နှစ်ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့အသေးစိတ်ကိုမသိရသေးပါဘူး။ မြန်မာမှာကြုံတွေ့ခဲ့ရတဲ့ငလျင်တန်းကြောင့်ခီးသွားအလဲပတ်ဗီဇာလျှောက်လွားတွေကိုအခုလ3ရက်နေ့ကစလို့ရာရီရဆိုင်ထားကြောင်းစစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကထုတ်ပြန်ပါတယ်။အလဲပတ်ဗီဇာပြန်ဖွင့်ပေးမယ့်ရက်ကိုအတိအကျဖော်ပြထားတာမျိုးမရှိဘဲဝန်ဆောင်မှုပေးမယ့်ရက်ကိုထပ်မံထုတ်ပြန်မှာဖြစ်တယ်လို့ပဲဖော်ပြထားပါတယ်။စစ်ကောင်စီရဲ့လာဝကဟာလုပ်ငန်းသုံးဗီဇာကိုတော့ပုံမှန်အတိုင်းအွန်လိုင်းကနေရှောက်ခွင့်ပြုထားပါဗျ တနင်္သာရီမြို့နယ်ချောင်းနှပေါက်တံတားအနီကိုဆိုင်ကယ်နဲ့ဖြစ်သွားတဲ့တမုတ်ချုံကြီးရွာအုပ်စုရှမ်းရင်းတော်ရွာကဒေသခံအမျိုးသားတနက်နယ်ပြစ်တက်ခံရပြီး အလောင်းပြန်မရခဲ့ဘူးလို့ဒေသခံတွေစီကသိရပါဗျ။အသက်ခံရသူဟာရေဖြူပြူဟာတရင်ကနေရိတ်ခါသွားရောက်ပို့ဆောင်ခိုင်းလို့ပို့ဆောင်ပေးရလမ်းမှာပြစ်တက်ခံရတာဖြစ်တယ်လို့ဆိုပါဗျ။အပြစ်ခံရသူ အမျိုးသားရဲ့မိသားစုဝင်တွေကိုစစ်တပ်ကဖုံးဆက်ပြီး တော်လန်ရေးတပ်ဖွဲ့တွေဘက်ကပြစ်ခတ်လို့တိတ်ဆုံကြောင်းနဲ့အလောင်းကိုစစ်ကောင်စီတပ်ကမြုပ်နှံပေးလိုက်ပြီးဖြစ်တယ်လို့ဖုံးဆက်အကြောင်းကြားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကတော့သူတို့ဘက်ကဖြတ်သွားဖြတ်လာပြီးသူကို ပြစ်ခတ်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ကိုတောင်မြို့နယ်6မှန်ရွာအခြေစိုက်ခမရ43တက်ရင်ကနေထွက်ပြေးလာသူတို့ကိုတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကိုခိုးလုံလာခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ သူနဲ့အတူထွက်ပြေးလာတဲ့တပ်သားတစ်စုဆောင်ခံရသူ9ဦးရှိတယ်လို့သိရပြီးကြံ၄ဦးကတော့ပြန်လည်ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။ထွက်ပြေးလွတ်မြောက်လာသူကတော့အသက်20အရွယ်ကော့တောင်းဒေသခံဖြစ်ပြီးထိုင်းနိုင်ငံကနေ နေရပြန်ပို့ခံရပြီးနောက်စစ်မှုထမ်းအပတ်စဉ်7ရက်အတွက်တပ်သားစုဆောင်ခံခဲ့ရသူဖြစ်တယ်လို့လည်းသိရပါတယ်။တနင်္လာရီမျိုးနဲ့တင်ခွန်ရွာအနီးကိုစစ်ကောင်စီလေတပ်ကမင်းကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။ မနေ့ကမွန်လယ်ပိုင်းနှစ်နာရီခွဲဝင်ချိန်မှာဂျက်ဖိုင်တာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်က point fight နဲ့ပါပစ်ခတ်သွားခဲ့တယ်လို့မြေပြင်ရဲဘော်တွေကဆိုပါတယ်။ဘုံကျဲတိုက်ခတ်မှုကြောင့်ထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။တင်းနေတဲ့အချိန်တင်းထာနာရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။